အားလုံးပဲမင်္ဂလာပါဗျဒီနေ့က2025အောက်တိုဘာလ10ရက်နေ့ဖြစ်ပါတယ်နော်မနေ့ကကျွန်တော်အောက်မှာလာပြီးမှန်းသွားတယ်ကိုကျော်ကြီးတဲ့ဒုစရိုက်10ပါးကိုရှင်းပြပါလားတဲ့ကျွန်တော်တို့ဗုဒ္ဓဘာသာကြီးရဲ့ပြည်တနာကအဓိကပြည်တနာကအဲ့ဒါပဲကျွန်တော်တို့မြတ်စွာဘုရားဟောထားတဲ့တရားတွေကိုဘယ်သူမှထက်ချက်ဝင်မသိကြတော့အပေါ်ရန်ကြောင့်ကြားဘူးနားဝါဒီလောက်၅ပါးသီလဒီဒီလောက်နဲ့နေကျွန်တော်တို့ဇလန်းပြီးနေတဲ့အတွက်သူတို့သားဘာသာကြီးကရှင်ပြန်လာတဲ့အခါမျိုးမှာကျွန်တော်တို့ဘာမှမပြန်ပြောနိုင်ဘူးကျွန်တော်တို့ကိုမဟုတ်မမှန်ညီပြောလာတဲ့ခါမှာကျွန်တော်တို့မဖြေချနိုင်တဲ့ပြဿနာတွေဖြစ်ပါတယ် ဲ့တော့ဒုစရိုက်10ပါဆိုတာဘာလဲလို့မေးလို့ရှိရင်ကာယဒုစရိုက်3ပါဝစီဒုတိယဝစီဒုစရိုက်4ပါမနောဒုစရိုက်3ပါရှိအဲ့ဒါဒီကိုဒုစရိုက်လို့ခေါ်တယ်အဲ့ဒုစရိုက်တွေကိုရှောင်ကြဉ်လိုက်တဲ့အခါမှာသူ့စရိုက်ဖြစ်သွားတယ်ကုသိုလ်ကမ္မပရာ110ပါဆိုတာလည်းဖြစ်တယ်နော်ဒုစရိုက်3ပါမှာသူတပ္ပတာအတက်ကိုတတ်ခြင်းသူတပ္ပတာအတက်ကိုတတ်တယ်ဆိုတဲ့နေရာမှာညှိမှန်းနဲ့နှိမ့်ဆက်တယ်အကုန်ပါတယ်ဟုတ်ပြီနော်နောက်တစ်ခါသူတပ္ပတာတို့ရှိရနေမပေးတာကိုယူခြင်းခိုးခြင်းခိုးတယ်ဆိုတာမပေးတာကိုယူတာ လိန်ယူယူညာယူယူတိုက်ယူယူဘလို့ယူယူသူတို့ကသားမပေးချင်တာကိုနီးမျိုးစုံနဲ့ကြံဖန်ပြီးယူတာဒီခိုးချင်းမြောက်တယ်နော်နောက်တစ်ခါကျတော့သူတို့ကသားသားများကျူးလွန်နေသူတို့ကသားသားများကျူးလွန်နေဆိုတဲ့ပုံမှာသူသူများမညာကကိုယ့်ကိုချစ်ခင်လို့ပဲဖြစ်ဖြစ်ကို့မှာမညာရှိရဲ့သားနဲ့နောက်ထပ်မိန်းမတစ်ယောက်ကိုချစ်ခင်လို့ပဲဖြစ်ဖြစ်အဲ့ဒါကာမေတုမိစ္ဆာစာရကံမြောက်တယ်ယောက်ျားတွေတွာလာဖို့လွတ်တဲ့မိန်းမတစ်ယောက်တည်းရှိတယ် ယောက်ျားတွေသွားဖို့လွတ်တဲ့မိန်းမတယောက်တည်းရှိတယ်အဲ့ဒါပြည့်တဇာမပဲအဲ့ဒီပြည့်တဇာမထောင်မပဲအဲ့ဒီပြည့်တဇာမကိုတယောက်ယောက်ကနေပြီးတော့ပတ်စံဆိုင်ရန်ရိုက်သွားပြီးပါဒီကအနေနဲ့ငါနဲ့နေမယ်အဲ့တော့ကိုကခွကြော်လိုက်တယ်ကျွန်တော်ငါပို့ပေးမယ်အဲ့ဒါကမိသူမိဆာဆာရကံမြောက်တယ်အဲ့တော့ယောက်ျားတွေမှာသွာလာအပ်တဲ့မိန်းမတွေမှာပြစ်တဇာမတော်မှာဆញ្ញံရိုက်ပြီးသားမိန်းမမလွတ်ဘူးဟုတ်ပြီနော်အဲ့ဒါကာယကာယဒုစရိုက်သုံးပါအဲ့ဒါဒီကိုရှောင်ကျင်းရတယ်ဝစီဒုစရိုက်၄ပါးရှိတယ်ဝစီဒုစရိုက်ဆိုတာကတော့လိမ့်ညာတာ ဘလို့လိမ့်ညာတာလဲတိတ်လျက်နဲ့မဟုတ်မမှန်ပြောတာမတိပဲနဲ့တိတိအောင်ပြောတာအဲ့ဒါလိမ့်ညာမှုပဲတချို့ကကိုယ်တိုင်တိတာမဟုတ်ဘူးတစင်ကြားကြားတာငါတော့ဒီလိုကြားပါတယ်လို့မပြောဘူးကိုကိုယ်တိုင်တိတဲ့အောင်ပြန်ပြောတယ်အဲ့ဒါမူသားပဲတခုခုအယူအဆတခုခုယုံကြည်ထားတယ်ငါကဒီလိုယုံကြည်ပါတယ်လို့ပြောရတဲ့တတိမရှိဘူးငါတိထားတဲ့ပုံစံမျိုးငါကိုယ်တိုင်မြင်တဲ့ပုံစံမျိုးပြောရင်မူသားပဲဂုံးတိုက်တယ်ဂုံးတိုက်တယ်ဆိုတာကနေရမှာ ီကစကားဟိုတယ်ဟိုကစကားတီတယ်ပေါ့ဟလာဒီမျိုးယနေ့တချို့တွေမေးတဲ့မိကုန်းတွေဘုန်းကြီးတွေကိုမေးတယ်အရှင်ဘုရားဟိုဆရာတော်ကြီးကဒီလိုပြောပါတယ်အဲ့ဆရာတော်ကြီးရဲ့စကားကိုဖြည့်ရှင်းပြပါဆိုအဲ့ဒါဂုံးတိုက်တာပဲခေါင်းစဉ်တက်တဲ့ဟိုကဆရာတော်ကြီးဆိုပြီးခေါင်းစဉ်တက်တဲ့အတွက်ဟိုကစကားတီးတယ်လားအဲ့ဒါဂုံးတိုက်တာပဲနော်ဟိုစကားတီးတယ်ဒီစကားဟိုတယ်အဲ့ဒါဂုံးတိုက်တာပဲအဲ့တော့ပြီးတော့တစ်ခါကျတော့ ကြမ်းတမ်းတဲ့ဇာတ်ကားပြောတာကြမ်းတမ်းတဲ့ဇာတ်ကားလူကဒေါသထွက်လာလို့ရှိရင်လက်ညှိုးငေါငေါထုတ်ပြီးနေနေဆဲဆိုးရိုင်းရိုင်းပြပြနေနေဒီပြောအဲ့ဒါကြမ်းတမ်းတဲ့ဇာတ်ကားပဲဒေါသထွက်လာပြီးတော့ပြောထွက်လာတဲ့ဇာတ်ကားမှန်သမျှကအဲ့ဒါကြမ်းတမ်းတဲ့ဇာတ်ကားပဲအနှစ်သားမရှိတဲ့ဇာတ်ကားဘာအကျိုးစီးပွားမှလည်းမရှိဘူးဒီဇာတ်ကားပြောနေလို့အရင်မရအဖက်မရလူတွေနားကြားကောင်းရင်ကောင်းနေလိမ့်မယ်လူတွေဇာတ်ကားထဲမှာဒါပေမဲ့အကျိုးစီးပွားလည်းမရှိဘူးအနှစ်သာရလည်းမရှိဘူးလူတွေကောင်းကျိုးချမ်းသာဖြစ်ဖို့လည်းမဖြစ်ဘူးဆိုရင် အဲ့ဒါအနှစ်သာရမရှိတဲ့ဇာတာပဲအဲ့တော့အဲ့လိုဝစီဒုစရိုက်၄ပါးကိုလည်းရှောင်ရတယ်တခါမနောဒုစရိုက်၃ပါးဆိုတာကသူတစ်ဘက်သားဥစ္စာကိုရှေ့ရှုကြံစည်တာအဘိဇာသူတစ်ဘက်သားဥစ္စာကိုရှေ့ရှုပြီးတော့ကြံစည်နေတာသူတစ်ဘက်သားပိုင်ဆိုင်တာသူတစ်ဘက်သားရဲ့အာဏာတွေဥစ္စာစီစဉ်ချမ်းသာအချမ်းရံပစ္စည်းတွေကိုကိုရအောင်ထိုင်ပြီးတွေးကြံကြံနေတာအဲ့ဒါလည်းဒုစရိုက်ပဲနောက်တစ်ခါကျတော့သူတစ်ဘက်သားတို့ပျက်စီးချောင်းထိုင်ကြံနေတာ ဒီကောင်ဘလို့သေးဝိုင်းရင်ကောင်းမှာပဲဘလို့ဒုက္ခရောက်သွားရင်ဒီကောင်ဘွားသူများကဒုက္ခရောက်တာကိုထိုင်ပြီးဝမ်းသာနေရအဲ့ဒါမနှောလူစရိုက်ဒီစိတ်ထီးကနေချိတ်ပြီးပြောနေကြတယ်သူတို့သားတွေပြက်စင်းသူတို့သားတွေဒုက္ခရောက်ရင်အဲ့ဒါမနှောလူစရိုက်ဒီနောက်တစ်ခါကျတော့မိစ္ဆာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိဆိုတာကမဟုတ်မမှန်အတွေးတွေမမြင်မမှန်ကန်တဲ့အတွေးတွေအယူတွေယူလိုက်တာအဲ့ဒီအယူတွေကဘာသာကြားတွေမှာလွတ်နိုင်တဲ့မိစ္ဆာဒိဋ္ဌိရှိအမြင်ရှိတယ် ဗုဒ္ဓဘာသာတည်တတ်လွတ်နိုင်တဲ့မိစ္ဆာဒိဋ္ဌိအမြင်ရှိတယ်။ဗုဒ္ဓဘာသာတည်တတ်လွတ်နိုင်တဲ့မိစ္ဆာဒိဋ္ဌိအမြင်ကလည်း62ပါးသောအန္တရဂါရိကဆိုတဲ့မိစ္ဆာဒိဋ္ဌိ။အဲ့ဒါကဗုဒ္ဓဘာသာပဲလွတ်နိုင်တယ်။ကျန်တဲ့ဘာသာဝင်တွေကမလွတ်နိုင်ဘူး။ဘာလို့လဲဆိုတော့အတ္တကိုအခြေခံထားတယ်။တတ္တဝါတူဖြန့်စင်းခြင်းဆိုတဲ့အယူဝါဒရှိနေတဲ့အတွက်62ပါးသောမိစ္ဆာဒိဋ္ဌိထဲမှာဝင်နေတယ်။ဘလို့မှမကျုပ်ဘူး။ဘလို့မိစ္ဆာဒိဋ္ဌိမျိုးကိုလွတ်နိုင်လဲလို့မေးလို့ရှိရင်သူတို့ကသားတွေပျက်စီးကြောင်းရောက်ကြောင်းမတက်နဲ့ကွာ။အဲ့ဒါတွေကိုမပြောဘူးဆိုရင်သူ့မှာမိစ္ဆာဒိဋ္ဌိအကြံမရှိဘူး။သူတို့ကသားတွေစီးပွားရအောင် သူတို့သားတွေပညာတွေတက်အောင်ပြောဆိုနေရင်အဲ့ဒါတမာဒိဋ္ဌိဖြစ်နေတယ်သူတို့သားတွေကိုချမ်းသာစိတ်ချမ်းသာဖြစ်အောင်ပြောဆိုတယ်လုတ်ကင်တယ်တွေးတောတယ်ကြံစည်တယ်ဆိုရင်အဲ့ဒါဆိုတမာဒိဋ္ဌိဖြစ်တယ်ဟုတ်ပြီနော်သူတို့သားတွေဆင်းရဲကြောင်ဒုက္ခရောက်ကြောင်ဘဝပြက်ကြောင်တွေတွေးနေကြံနေလို့ရှိရင်မိစ္ဆာဒိဋ္ဌိဖြစ်တယ်အဲ့တော့ဘာသာကြားတွေအနေနဲ့ရနိုင်တယ်တမာဒိဋ္ဌိဒီအဲ့ဒီတမာဒိဋ္ဌိကိုရနိုင်တယ်အန္တရာဂါယိကဆိုရဲ62ပါးသောမိစ္ဆာဒိဋ္ဌိတွေလွတ်အောင်တော့သူတို့မရနိုင်နောက်တစ်ခါကျတော့များသောအဖြစ်မို့ ဒါကဘာသာကြားတွေကိုစော်ကားတာမဟုတ်ဘူးသူတို့ရဲ့အယူဝါဒကမိစ္ဆာဒိဋ္ဌိအယူဝါဒကာယကံဝစီကံမနောကံဘလုံးမမလွတ်တဲ့ကံကံသုံးပါးကိုမလွတ်တဲ့ပြဿနာတွေအများကြီးရှိတယ်အဲ့ဒါဘာလဲဆိုတော့ဥပမာသူတို့ဘာသာအတတ်ကိုမတတ်ချင်းပေါ့သူတို့ဘာသာအတတ်ကိုမတတ်ချင်းဆိုတဲ့အယူဝါဒမှာသူတို့ကဘာကိုယူလိုက်လဲဆိုတော့ဒီတလေးစံလေးတွေကိုဖန်ဆင်းရှင်ကဖန်ဆင်းထားတာလူတွေအတွက်ဖန်ဆင်းထားတာအဲ့ကောင်တွေကိုတိုက်ရင်အကုသို့မဖြစ်ဘူးဆိုတဲ့အယူအဲ့ဒါဆိုရင်သိကြတယ်မှားယွင်းတဲ့အမြင်ဖြစ်သွားတဲ့အတွက်မိစ္ဆာဒိဋ္ဌိဖြစ်တယ်အဲ့ဒီလိုပြောတဲ့ဝစီဒုစရိုက်ဖြစ်သွားတယ် တခါအဲ့ဒီလိုပဲတိရိစ္ဆာန်တွေကိုတတ်နေလို့ရှိရင်ကာယကံမြောက်ဒုစရိုက်ဖြစ်တယ်ကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်သုံးခုသလုံးနဲ့အကျုံးဝင်သွားတယ်ဆိုတော့၅ပါးတိလာခြင်းတွေ့ရင်တော့မှအဲ့ဒီနေရာမှာလွဲသွားတယ်အဲ့ဒီအတွက်သူတို့ကဒုစရိုက်သုံးပါးသလုံးမလွတ်ဘူးနော်အဲ့တော့ဒီခုနပြောသလိုမိုးရေစေဝါမတောက်နဲ့ဘာညာဆိုတာကကံ၅ပါးထဲမှာပါတာအဲ့ဒါကမိ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 ဒီကောက်ကုတ်တို့ကောက်မှုတွေကိုမလွတ်ဖို့အတွက်ကံ၅ပါးထဲမှာပါတာအဲ့ဒီဒုစရိုက်၁၀ပါးထဲမှာမပါဘူးနော် ီဒုစရိုက်၁၀ပါးကိုချေချေမြင့်မြင့်စစ်စစ်မြင့်မြင့်မသိတဲ့အခါကြလို့ရှိရင်ပြဿနာကြီးသူထွက်သားပါတာကြီးကငါတို့နဲ့အတူတူပါပဲလို့ပြောလာတဲ့အခါကျရင်ပြဿနာကြီးရှုပ်လာဒါပေမဲ့အာကိုသူတို့မြည်ကြီးကြီးကြီးသေးသေးအတူတူပဲလို့ပြောလို့မရဘူးကြီးတဲ့အမှုကကြီးရဲ့လူကိုတတ်တဲ့အမှုနဲ့တရိษံတတ်တဲ့အမှုမတူအာကိုသူပေးတာချင်းမတူဘူးဒါကြောင့်လို့ဖုန်ကြီးတွေမှာပါရာဇိကကြလို့ရှိရင်လူကိုတတ်ရင်ပါရာဇိကကြတယ်တရိษံတတ်လို့ပါရာဇိကမကြဘူးအဲဒါမျိုးခွဲထားတယ်အဲ့တော့ အကုသိုလ်ဒီလည်းအကြီးအသေးရှိတယ်အတူတူပဲမရှိဘူးဘယ်ဟာလှုပ်လို့အကုသိုလ်ကအတူတူပဲဆိုတာမရှိဘူးအကြီးအသေးရှိတယ်နောက်တစ်ခါကျတော့တတဝါမဟုတ်တာကိုတတဝါလို့မြင်လို့ရှိရင်လည်းအကုသိုလ်ပါပဲဥပမာတစ်ပင်နေရအသက်ရှင်နေကြီးထွားတယ်ဒါကြောင့်မို့တစ်ပင်နေလည်းတတဝါလို့ပြောလို့မရဘူးတစ်ပင်နေတတဝါမဟုတ်ဘူးတတဝါဟိုဒီခန္ဓာ၅ပါးရှိရခန္ဓာ၅ပါးရှိမှတတဝါလို့ခန္ဓာ၅ပါးကဘာလဲဆိုရုပ်ဝေဒနာတဏှာတေခါရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးလက်ရှိနဲ့မမြင်ရတဲ့ပိုးကောင်လေးတွေကတတဝါမဟုတ်ဘူးသူတို့မှခန္ဓာ၅ပါးမရှိဘူးအဲ့တော့ ဒီခန္ဓာကိုယ်ထဲမှာရှိနေတဲ့ပိုးမွှားလေးတွေကအစာအဲ့ဒါတတဝါလို့မြင်နေတယ်ဆိုရင်အဲ့ဒါလည်းမိစ္ဆာတိတ်ကြီးပဲအမြင်မှားပဲလေးမပါလာတဲ့ပိုးမွှားလေးတွေအဲ့ဒါလေးတွေကိုတတဝါလို့မြင်လဲအဲ့ဒါလည်းမိစ္ဆာတိတ်ကြီးပဲအဲ့တော့မမြင်သင့်တာကိုအမြင်မှန်မရှိတာပေါ့နော်အမြင်မှန်မရှိဘူးဆိုရင်မိစ္ဆာတိတ်ကြီးဆိုတော့အဲ့ဒါကိုပြောတာအမြင်မှန်မရှိတာအဲ့တော့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့လေဓာမျိုးတွေကိုကိုယ်ကိုယ်ပြပြသိရမယ်အဲ့တော့ဓာမျိုးတွေမသိတဲ့ခါကျတော့တတ်တတ်လို့ဆိုင် တတိစားရင်လည်းတက်တက်လို့ဖြစ်တယ်တို့အာကျက်ဟုကတက်တက်အလုပ်တွေရှုပ်နေကြတယ်တက်တက်လွတ်ဆိုတာမရှိဘူးဟုတ်ပြီနော်တတဝါဆိုတဲ့အရာမှာတတဝါကိုအသားကိုတေသွားတဲ့အသားစားတာကဘာပြဿနာမှမရှိဘူးရှင်နေတဲ့အသားကိုသာတော့မစားနိုင်ရှင်နေတဲ့အကောင်ကြီးကိုအရှင်လိုက်စားရင်တော့ဒါအကုသိုလ်ကံမြောက်သွားပြီအဲ့တော့တက်တက်လို့စားရင်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာဒီအရာတွေကဘာမှမဟုတ်ဘူးဟုတ်ပြီနော်ဒီအကုသိုလ်ကံဤနဲ့ပတ်သက်ပြီးတော့ စနစ်တကျခွဲမယ်ဆိုရင်အချိန်ကြီးအကြာကြီးပြောရမယ်လောလောဆယ်နားလည်ရမှာဒီအကုသိုလ်တရားတို့ဒီရှောင်ကျင်လိုက်လို့ရှိရင်ကုသိုလ်တရားဖြစ်သွားတယ်အဲ့ကုသိုလ်တရားကိုပဲလူတို့ဤကုသိုလ်ကမ္မပဒတရား၁၀ပါးလို့ခေါ်တယ်နော်